ောင်ကြီးရွာလေးရဲ့အနောက်ဘက်ကကြောက်ကူတစ်ခုထဲမှာမိဘမဲ့ကောင်လေးဇေယျနေထိုင်ပါတယ်။ဒီနေ့တော့သူ့အဖေဆုံးမခဲ့တဲ့ဒီကူအလေကကြောက်သားကိုတူးကြည့်ပါဆိုတဲ့စကားကိုအမှတ်ရပြီးတူးဖို့ရင်းနဲ့အပြာရောင်တောက်နေတဲ့ဓာတ်တလက်တစ်ခုကိုတွေ့လိုက်ရပါတယ်။ ဓားကိုကင်လိုက်တဲ့အခါဇေယားရဲ့လက်မောင်းမှာအမောင်ကိုအောင်မြင်သူသာဤဓားကို ပိုင်ဆိုင်ရမည်ဆိုတဲ့ရှေးဟောင်းစာလုံးတွေ ပေါ်လာပါတယ်။ထူးဆန်းစွာပဲဓားဟာသူ့စိတ်ထဲကလှုပ်ရှားမှုတွေကိုတုံ့ပြန်ပြီးအန်ရည်ကြရောက်မဲ့အရေးအယောင်တွေကိုကြိုတင်လင်းစေတတ်ပါတယ်။တညမှာရွာကို မကောင်းဆိုးဝါးအဖွဲတိုက်ခိုက်လာပြီးဇေယားဟာဓားရဲ့အကူအညီနဲ့သူ့ရဲကောင်းအဖြစ်ရက်တည်ပါတော့တယ်။ ဒါကသူ့ကိုအမြန်ပြေးနိုင်တဲ့အချိန်ရန်သူရဲ့အားနည်းချက်တွေကိုမြင်စေတဲ့မျိုးလုံးတို့ကို ပေးစွမ်းပါတယ်။ဇေယဟာရွာသားတွေကိုကဲတင်နိုင်ခဲ့ပြီးဒါရဲ့အစွမ်းကို နားလည်လာကဒီဒါဟာငါဖေဆုံးမစကားကိုစောင့်ရှောက်ဖို့တောချက်ပဲလို့တီးလိုက်ရပါတယ်။ဇေယဟာရွာအသက်ကယ်ပြီးတလအကြာမှာကြောက်ကူနေရန်မှာ ဖုံးကွယ်ထားတဲ့ရှေးစာရွက်တစ်စောင်ကို တွေ့ရှိပါတယ်။ အဲ့ဒီစာရွက်မှာဤဓာကိုနှစ်တောင်ဘရင်က လူသားတွေရဲ့ရဲရင်မှုကိုစမ်းသပ်ဖို့ခြံထားခဲ့တာလို့ရေးထားပါတယ်။ဓာရဲ့အပြည့်အစုံစွမ်းကိုရယူဖို့ဆိုရင် အမှောင်တောင်ကိုဖျက်ပြီးနှစ်တောင်ဘရင်ရဲ့စမ်းသပ်မှု၃ခုကိုကျော်ဖျက်ရမယ်လို့ဖော်ပြထားပါတယ်။ဇေယဟာရွာက လူကြီးဦးကျော်စံရဲ့အကူအညီနဲ့ မောင်တောင်ရဲ့တည်နေရာကိုရှာဖွေပါတယ်။ခီးတလျှောက်မှာပထမဆန်းတက်မှုလမ်းခီးမှာ စကားပြောတတ်သောជីကန်းတကောင်ကသူ့ကိုလှည့်စားဖို့ကြိုးစားပါတယ်။ဒါကជីကန်းရဲ့လှည့်ကွက်ကိုဖော်ပြပေးလို့ဇေယျာဟာမှန်ကန်တဲ့လမ်းကိုရွေးချယ်နိုင်ခဲ့ပါတယ်။ ဒုတိယစံတတ်မှုမီးအိုင်ကြီးကိုဖျက်ကျော်ရပါမယ်။ဒါကသူ့ကိုရေစွမ်းအားပေးလို့မီးတွေကိုမြေမြုပ်နိုင်ခဲ့ပါတယ်။နောက်ဆုံးစံတတ်မှုမှာဇေယဟာအရေးမဲ့သောနဂားငယ်နဲ့ရင်ဆိုင်ရပါတယ်။နဂားကသူ့ကိုဓားကိုဆွတ်လွတ်ပါဒါမှမဟုတ်အသက်ဆုံးရှုံးမယ်လို့ချိန်ချောက်ပါတယ်။ ဒါပေမဲ့ဈေးရာကငါရဲ့ရဲစွမ်းမှုကိုစမ်းသပ်မဲ့အစားမင်းရဲ့အထီးကျန်မှုကိုပြပြအောင်ငါကူညီမယ်လို့ပြန်ပြောပါတယ်ဒီစကားကိုကြားတဲ့အခါငကားငယ်ဟာအရေးပြန်ရပြီးနှစ်တောင်ဘရင်ရဲ့ပုံစံပြောင်းလာကသင်ဟာစစ်မှန်တဲ့ရဲရင်မှုကို ပိုင်ဆိုင်ထားတဲ့သူပဲဒီသားကိုသင်နဲ့အတူထာဝရပိုင်ဆိုင်ခွင့်ပေးလိုက်ပြီလို့ပြောလိုက်ပါတယ် ဇေယဟာရွာကိုပြန်လာပြီးဒါရဲ့အပြည့်အစုံစွမ်းကိုရရှိသွားပါတယ်။သူဟာဒီဒါနဲ့ရွာကိုအန်ရီတွေကနေကာကွယ်ပေးတဲ့သူရဲကောင်းတအူးအဖြစ်ယက်တီလာပါတော့တယ်။